င်္ဂလာပါ PK Double ကကျေးဇူးပါကျွန်တော်ကျွန်တော်နေမှာအဲကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Safari G40 2025 version ကိုပေါ့ပေါ့ပေါ့မှာ unboxing လုပ်ရင်းနဲ့ဒီနေ့2025 version မှာဘာတွေထူးခြားသွားလဲဈေးတွေဘယ်လိုရှိလာလဲပြီးတော့ဘယ်လိုရွေးချယ်ဝယ်ယူရလာတဲ့ option တွေရှိလာလဲဆိုတာလေးတွေကိုကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ပြောပြပေးသွားမယ်တော့ပထမဆုံးအနေနဲ့ကတော့ unboxing လေးကျွန်တော်စလုပ်မယ်အဲဒီထဲမှာဘာလေးတွေပါလဲမိနစ်ကလိုဝယ်လားတူလားကျွန်တော်ဆက်ပြီးတော့ကျွန်တော်လည်းတူတူ ရှူစားလိုက်ရအောင်ခုနှစ်ဘာရှင်းမှာတော့ပို့ပြီးတော့ရွေးစရာရများလာတယ်အဲ့ဒါကိုကျွန်တော်ခုအန်ပေါင်းစင်းလေးမြန်မြန်လေးလုပ်ပြီးဝိုင်းအသေးစိတ်ထိုင်ပြီးတော့ပြောပြမယ်ဒါတော့ထိုးစံနိုင်မယ်မနစ်ကဟာနဲ့တူတယ်ပေါ့နော် laptop laptop unit ဒီ Zephyrus G40 G40 ဆိုတဲ့ Zephyrus CD ကဘူးတွေအများကြီးတယ်ပေါ့နော်အထဲထဲမှာပြီးတော့ဒီ packaging ကလည်းအရင်ကျန်းတယ်ဒီဟာကြီးတင်တော်တော်လေးလေးတယ်ပေါ့နော်ပယ်ရတဲ့ဟာတွေလေတော်တော်လေးလေးတယ်ဟုတ်ဟုတ်ဟုတ် Okay ဒါကတော့မနစ်ကဖွင့်တဲ့အနေထားကတော့ဒီမှာ charging ဘူးတွေပါတယ်နောက်ပြီးတော့အထဲထဲမှာကတော့ထုံးကြံတိုင်းပဲပေါ့နော်ဒီမှာသူ့ရဲ့ EC EC နဲ့ကင်လို့ကောင်းလာပါပြီဆိုတော့ carrying keyless ပါတယ် ဒီမှာဘာမှရှိတော့ဘူးကွနော်ပြီးသွားပြီကုန်ပြီဘူးထဲမှာတော့မနစ်ကနဲ့အတူတူပဲ what တွေပါတွေပြောင်းသွားလာကျွန်တော်တစ်ချက်ကြည့်ရအောင်ဒါကအပြင်ကိုတည်သွားလို့ရမယ့်တရား watt adapter ဒါကျွန်တော်တို့ဒီ Korea region မှာပေးတာပေါ့နော်တခြား region မှာပေးလားမပေးလားတော့သူရဲ့သဘောကောင်းလားမကောင်းလားပဲစိုက်မယ်ထင်ပါတယ်အဲ့တော့ဒီမှာအပြင်ကိုတည်သွားလို့ရှိရင်ပေါ့ပေါ့ပါတုံးလို့ရမယ့်တရား watt adapter တစ်ခုပါမယ်နောက်ပြီးတော့ကျွန်တော် ACC အိမ်မှာတုံးလို့ရှိရင် power အများကြီးထွက်အောင်လို့ ဒီမှာထည့်ပေးထားတဲ့200 watt adapter တစ်လုံးပါပါမယ်အဲ့တော့ဘလောဆက်တွေကတော့ဒီ laptop Zephyr G40 ဝယ်မယ်ဆိုရင် adapter နှလုံးနဲ့ဒီ courier region မှာတော့အဲ့လိုမျိုးပေးနေပြထဲထဲမှာကဘာဒီပါသေးလဲဆိုရင်တော့ဘာမှတော့မပါတော့ဘူးဗျ adapter နှစ်ခုဖြစ်သွားတဲ့အခါကျတော့ဒီအသွင်းနဲ့ adapter မှာတက်တဲ့ plug ကလည်းပဲနှစ်ခုဖြစ်သွားတယ်အဲ့လောက်ပါပဲသူ့ရဲ့ဒီ unit ကတော့နည်းနည်းလေး ပုံမြင့်တက်လာတလားလို့ခံစားရပါမယ်အလေးချိန်ကတော့တိတ်မကွာဘူးလို့ကျွန်တော်သိရတယ် G40 ဆိုတဲ့အတိုင်းပဲနော်ဘူလီယာဆိုတာဒီလောက်ပဲအခု iPhone A တွေဘာတွေကိုကျွန်တော်တို့ကန်ရတဲ့အရာတာမျိုးရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲဒီပုံမှန် laptop တွေကဘူလီယာတော်တော်ကြီးရဲ့လी ါလေးရဒီလိုမျိုးဖွင့်နေတာလေးပေါ့နော်အဲ Zambo S60 တို့ S40 တို့မှာじゃဒီလိုလေးလှန်ပြီးတော့ဖွင့်ရတဲ့အနေထားနဲ့သွားတာဝါလုံးဝဘူးထဲမှာအပြစ်တကြီးရည်လီထည့်ထားပေးတယ်ဒီမှာ laptop ကိုဆွဲလန်လို့အဆင်ပြေအောင်အဲဒီကပါကျွန်တော်အိမ်မှာရှိရတဲ့ Zambo S40 နဲ့တော့ကွာတယ်ဗျဟိုဘောတော့တော်တော်လေးပိုရပါတယ်ဒီကောင်မကတော့ GPU နဲ့ကျွန်တော်ပါဝါဖူးဖြစ်တဲ့ဘက်ကိုတွားတဲ့အခါကျတော့နည်းနည်းလေးပို့ပြီးတော့တက်သွားတယ်။ Maybe 1.5 7 kg လို့သိရတယ်မိနစ်တုန်းကကျတော့1.50ပေါ့နော်နည်းနည်းလေးမစိုးတဲ့လောက်လေးတိတိလေးတော့ပို့ပြီးတော့လေးသွားတယ်မိနစ်က2024 version တဲ့ပေါ့နော်အခုကတော့သူကအဖြူလိုချင်တယ်ဆိုပေမဲ့ကျွန်တော်အခုဝယ်ပေးထားတဲ့ Ryzen AI 9290 version မှာကကျတော့အဖြူနဲ့လုံးလုံးဆက်ဆက်မရဘူးပေါ့နော်အဲဈေးရလေလုံးလုံးဆက်ရှော်ဈေးရနေတဲ့အချိန်ကျတော့ဒီကောင်လေးပဲကျွန်တော်မှာပေးဖြစ်သွားတယ်ပေါ့ဗျာဆိုတော့ channel လေး specification တွေနောက်မှာဆက်ပြောပေးမယ်အထဲမှာကတော့ဒီစာရွက်စာတန်းနေပဲ ပါမယ်ထင်ပါတယ် Okay ဒီမှာ Saudi ပါပါတယ်ဗျာလောက်ပဲအများကြီးတော့မရှိတော့အဲ့တော့ laptop ကိုအရသာလေးခံပြီးတော့ unboxing ဖွင့်ကြည့်ရအောင်ဟိတ် ဘက်ကနောက်ဖက်ကိုမှကျွန်တော်မနစ်တော့လိုပဲထုံးစံအတိုင်းပဲပေါ့နော် OLED screen ကိုထိခိုက်မှာဆိုလို့သူက lady အားလုံးကိုဒီ outfit ကိုထုတ်ပေးတဲ့ system နဲ့တော့ရတာပေါ့နော်ဒီ view ကိုလည်းမထွက်ဘူး screen out ကိုလည်းမထွက်တယ်လို့နောက်ဘက်ကိုလည်းလုံးဝမထွက်ဘူးနော်သူကဒီမှာဒီ outfit ကိုထုတ်ထားတဲ့ design နဲ့တော့ရတာအဲ့ဒါလေးကတော့ကျွန်တော်တော်တော်လေးကိုကြိုက်တဲ့အထက်ထဲမှာပါတယ်ဗျပို့ပါလေးပဲ ဒီ pot 4အောက်ကိုကြည့်မယ်ဆိုရင်လည်းအများကြီးတော့ဟိုဒီနှစ်ဘာရှင်မှာတိတ်ပြီးတော့ကွာမလာဘူးကျွန်တော်အကြိုက်ဆုံးတစ်ခုကတော့ဒီတစ်ဖက်တစ်ချက်မှာ type c ပောက်တီထားပြီးထတာကတော်တော်လေးသဘောကျဖို့ကောင်းနေမှာပါတယ်ဗျအဲ့တော့ကျွန်တော်ဖွင့်လိုက်ရင်တော့ရမယ် feeling ကอืม မနေ့တုန်းကဟာနည်းနည်းလေးကွာကွာသွားတာကဒီ Ryzen လို့ပေါ့နော်ဒီနေ့မှာတော့ Ryzen AI 9 CD တွေကိုဆွဲပြီးတော့တုံးရတယ်အခုကတော့ကျွန်တော်290 CD သူ့ထက်ဈေးပိုပြီးတော့ကိတ်သွားတဲ့ဟာဆိုလို့ရှိရင်တော့ဒီကောင်ကမြန်မာငွေ380ဝန်းကျင်ဗျာအဲ390ကျော်နဲ့တရာနားကိုရောက်သွားပြီဆိုရင် Ryzen AI 9 8000နဲ့စပြီးတော့တုံးလို့ရလာလိမ့်မယ်အဲ8000 390ပေါ့နော်အဲကောင်နဲ့စပြီးတော့တုံးလို့ရလာမယ်အဲကောင်မှာဆိုလို့ရှိရင်တော့နောက်ထပ်ပိုပြီးတော့ကျန်းတဲ့ maybe မြန်မာငွေနဲ့320လောက်ကိုရောက်သွားမယ်ဆိုရင်တော့ RDH 9090 TI နေပါပြီစပြီးတော့ယူလို့ရလာပြီးတော့ RAM ကလည်း 64GB ဖြစ်သွားမယ်ပေါ့နော်နည်းနည်းနည်းတဲ့ပမာဏတော့မဟုတ်ဘူး maybe ဒီကောင်ထက်နောက်ထပ်သိန်း40 45သိန်းလောက်ထပ်ဆိုင်ရင်တော့9090 TI နေပါပြီတော့ရလိမ့်မယ်တော်တော်စစဒီမှာကတော့ RDH 9060 8GB ကိုတုံထားပေးတယ် RAM က 32GB အွန်ဘုတ်ပါလာတယ်ထပ်ပြီးတော့တိုးလို့တော့မရတော့ဘူးပေါ့နော်ဒါပေမဲ့ 32GB ဆိုရင်ပဲလောလောဆယ်အနေထားကတော့ကျွန်တော်ထင်လုံလောက်မလိမ့်မယ်လို့တော့ထင်တယ်မိနစ်တုန်းကလူမျိုး4050ပါရှင် ဒီမှာဒီနေ့950ဘာစင်ကတော့ကျွန်တော်တို့ရှိမှလောလောဆယ်ဆယ်မှားလို့မရသေးဘူးဝယ်လို့မရသေးဘူး960ဘာစင်ကိုထည့်ပေးထားပြီးတော့960ဘာစင်မှာပဲ Ryzen 7မဟုတ်တော့ဘဲနဲ့ Ryzen AI 9 290 series ကိုထည့်ပေးထားတာဖြစ်တဲ့အတွက်နည်းနည်းတော့ဈေးတော့ပိုကိတ်သွားတယ်ဆိုပေမဲ့သူကသူနဲ့အတူတူပြန်ပြီးတော့ပါလာတဲ့ performance လေးရလည်းမဆိုးဘူးလို့ပြောလို့ရတယ်ဗျာ ကျွန်တော်သိရသလောက်ကတော့ AI ပိုင်းမှာဆိုရင်တော့မိနစ်တုံးကဟာနဲ့အများကြီးတော့ကွာနေမှာမဟုတ်ဘူး။သူအထက် maybe 15သိန်းသိန်း20ဝန်းကျင်လောက်ပူပေးရနိုင်တဲ့ Ryzen AI နဲ့ H300 80မှာဆိုလို့ရှိရင်တော့ MPU 50 top အထီတောင်ပါလာနိုင်တယ်ဆိုပေမဲ့ဒီမှာကတော့ maybe မိနစ်က Ryzen 7 8845HS နဲ့ကအများကြီးတော့ကွာနေမှာတော့မဟုတ်ဘူး။ကျွန်တော်စောစောကထူးခြားလာတယ်ဆိုပြီးတော့ပြောတာကဘာလဲဆိုတော့ဒီ laptop ကျွန်တော်မြန်မာပြည်ကိုပို့ရမှာဗျာ။မြန်မာပြည်ကိုပို့ရမှာဆိုတော့ဒီမှာတစ်ချက်ရှိုးလိုက် ခုနောက်ပိုင်း Asus laptop တွေပေါ့နော် Asus Korea laptop တွေမှာပါလာတဲ့ international run ကြီး version 2.0ရောက်သွားပြီဗျ international run ကြီးကကြာတော့မြန်မာလဲပါတယ်လို့တော့ပြောပေမဲ့ကျွန်တော်အမခံလို့တော့မရဘူးပေါ့နော်တခြားနိုင်ငံတွေမှာတော့ maybe အဆင်ပြေကောင်းပြေလိမ့်မယ်မြန်မာနိုင်ငံမှာကြာတော့မြန်မာကအလုံးကတော့တခြားနိုင်ငံမှာပြင်လို့မရဘူးလို့တော့အဲကျွန်တော်ရေးထားတာကိုတွေ့ရတယ်သူက star လေးနဲ့အပြထားတယ်ပေါ့နော်မြန်မာအလုံးကြီးတခြားနိုင်ငံမှာပြင်လို့မရဘူးတဲ့တခြားနိုင်ငံအလုံးကတော့မြန်မာကပြင်ပေးမလားဆိုတော့ Asus မြန်မာကိုပဲ မြားဝယ်ထားရဲဆိုရင်တော့ဖုံးဆက်မေးကြီးမှာပဲအဆင်ပြေလိမ့်မယ်ဗျအဲ့တော့ဘာပဲဖြစ်ဖြစ်အမကန်မပါလာတဲ့ဆိုင်ပါလာတော့ပူကောင်းတယ်ပေါ့နော်အဒီနေ့တခုပူပြီးတော့ထူးကြလာတာလေးတခုက speaker quality ကပူကောင်းလာတယ်လို့ပြောတယ်မနစ်တုန်းကလိုပဲ speaker hoover ဒီ hoover နှလုံးကိုပေါ့နော် hoover နှလုံးကိုအောက်ဖက်မှာသူကထားထားပေးပြီးတော့ Twitter တွေကိုအပေါ်မှာတင်ထားပေးတယ်ပို့ပို့ပါကြည်ကြည်လေးလေးနဲ့ကင်လို့ကောင်းတာကတော့ဘယ်ချိန်ပဲကင်ကြီးကင်ကြီးကင်လို့ကောင်းတဲ့ဒီ Zephyr CD ကတော့ ျွန်တော်အကြိုက်ဆုံး laptop တွေမှာတလုံးတော့ပါဝင်ဖြစ်တယ်ဗျဒီနှစ်ပို့ပြီးတော့ကျန်းလာတာတစ်ခုက liquid thanma ကိုထည့်ပေးထားတာဖြစ်တဲ့အတွက်အဲဒီအပူချိန်ကိုပို့ပြီးတော့ short ချနိုင်မယ်လို့တို့တို့ကတော့ဆိုရဲပြီးတော့ cooling mind တွေ cooling fan mind တွေကိုလည်းပဲပို့ပြီးတော့ upgrade လုပ်ထားတယ်လို့တော့ကျွန်တော်သိရှိရတယ်ဗျဒါတော့လောလောဆယ်ဆယ်ကျွန်တော်ဒီ first impression အနေနဲ့ပဲပေါ့ပေါ့ပေါ့ unboxing လုပ်ရင်းနဲ့ပြောလို့ရတာပေါ့နော်အကြာကြီးထိုင်ပြီးတော့ review လုပ်ထားတဲ့ဟာမဟုတ်တဲ့အတွက်အများကြီးတော့အမားတွေ ခံပြီးတော့ပြောလို့တော့ရနေမှာတော့မဟုတ်ဘူးဒီနေ့မှာထူးထူးခြားခြားကတော့အဲ့ဒီတိတိတတာဖြစ်သွားတယ်ငါတော့90မဟုတ်တော့ဘဲနဲ့ငါတော့60ပါချင်းနဲ့ကျွန်တော်စပြီးတော့ခန်းစားရလာတယ်ပေါ့ဗျာနောက်ပိုင်းမှာတော့ maybe 2025အခုဆိုရင်နောက်ပိုင်းကိုရောက်လာပြီနှစ်အကုန်လောက်2026အစလောက်ကြာရင်တော့ငါတော့90ပါချင်းနဲ့ပဲပို့ပြီးတော့ဈေးတတအောင်ပဲထုတ်ပေးမလားပေါ့နော်ဒီကိုရီးယား region မှာထုတ်ပေးမလားဆိုတာကတော့ကျွန်တော်စိတ်ဝင်စားစောင့်ကြည့်ရမယ်အနေထားတော့ ရှိတယ်ဗျဒီ Zephyr G4 ဒီမှာကတခြား laptop တွေနဲ့ဒီတခြား Asus OLED laptop တွေနဲ့မတူတာကတခြား laptop တွေတော်တော်များများမှာက Asus ကထုတ်ထားတဲ့ဒီ Lumia OLED ကိုသုံးထားပေးတာဖြစ်ပြီးတော့ဒီမှာကတော့ဒီ internet ကျွန်တော်တို့သုံးထားတဲ့ဟာကပို့ပြီးတော့ကောင်းနေထင်ပါတယ် Nebula OLED ကိုသုံးထားပေးတာဖြစ်တဲ့အတွက် maybe ပို့ပြီးတော့အရသာကောင်းကောင်းလေး OLED ရဲ့အရသာကောင်းကောင်းလေးတော့ခံစားရလိမ့်မယ်ပေါ့နော် OLED screen တွေရဲ့ထုံးစံအတိုင်းပဲ screen ကတော့ non glare screen တော့မဟုတ်ဘူး glare screen ကိုပဲကျွန်တော်တို့သုံးရမှာဖြစ်ပြီးတော့ တော်ယုံတန်ယုံနေအောင်ဓာတ်ရိုက်ကြီးထိုးကြနေတဲ့နေရာမဟုတ်ဘူးဆိုတော့ခင်ဗျာအဆင်ပြေလိမ့်မယ်ပရင်မောက်ဘီဒီပိုင်ဆိုရင်ပြဿနာမရှိဘူးဘာလို့လဲဆိုတော့မနေ့ကလိုပဲအလင်းအားက900 nit bright နဲ့အထီးရှိတာဆိုတော့တုံတောင်ဆို AC ပဲဗျာအဲဒီကင်မရာတွေဘိုင်းတွေဘာတွေကြည့်မယ်ဆိုရင်လည်းပဲ UU ကင်မရာမဟုတ်ပဲね window halo face and logo support လုပ်တဲ့ IR ကင်မရာနဲ့တောင်းမှာဖြစ်တယ်အဲ့တော့ lab body ဘိုင်းနေစီရမလို့ဘူး lab body လည်းမရှိဘူးကိုယ့်ရဲ့ user အချောကြီးကို laptop ကမြင်ပြီးတော့တိုင်ပြီးတော့ပွင့်တော့မှာဖြစ်ပါတယ်စုံတော့အဲ့ဒါလေးကတော့ကျွန်တော်လည်းအခု example S40 မှာတုံးနေတာတော်တော်လေးမိုက်တယ်အဲတုံးကြည့်ရတဲ့အချိန်မှာ laptop ကျွန်တော်တို့ဒီ lid ကိုဖွင့်လိုက်ပြီးဖွင့်လိုက်တဲ့အချိန်မှာပဲကိုယ့်ရဲ့ UI ကိုမြင်ပြီးတော့ oh laptop ပွင့်သွားပြီဘောနော်စပြီးတော့တုံးလို့ရပြီ ready ဖြစ်နေပြီဆိုတော့အဲ့ဒါတော်တော်လေးမိုက်တယ် iPhone နဲ့တတူမယ်ရှင်။ဟိုအဲ့တော့ကျွန်တော်ပုံပုံပွား unboxing ပြီးသွားတဲ့နောက်မှာတော့ကျွန်တော် USB ရ option လေးစပြီးတော့ပြောပြပေးမယ်ပေါ့နော်။ဆောစောကလည်းအကြမ်းမြင့်တော့ကျွန်တော်ပြောပြသွားပြီးတယ်။ဒီ laptop မှာကတော့ Ryzen AI9 290ကိုပဲတုံးထားပြီးတယ်။ထပ်ပြီးတော့ရွေးလို့ရတဲ့ Ryzen AI9 H8 model နဲ့အတူတူတခြားတော့ဒီ9060မဟုတ်ဘဲနဲ့9090လည်းရွေးလို့ရသလို9090 Ti အထိလည်းရွေးလို့ရတယ်။ maybe 9090 Ti ကတော့မြန်မာငွေနဲ့အခုဒီနေ့ကဘာနေ့လဲ။ ကျွန်တော်ဗီဒီယိုတင်တဲ့နေ့ဆိုလို့ရှိရင် maybe 15ရက်16လပိုင်း15ရက်လောက်ဖြစ်လိမ့်မယ်ထင်တယ်2025အဲ့အဲ့အချိန်ဈေးတွေနဲ့တွက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တိ120ဝန်းကျင်130လောက်ဖြတ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီကောင်ကကျတော့တိ80ဝန်းကျင်နဲ့ကျွန်တော်မှာထားပြီးတယ်ပေါ့နော်80ဝန်းကျင်နဲ့မှာမြန်မာပြည်အရအကုန်လုံး BC မှာထားပြီးရဆိုတော့ maybe နေနေတော့ဈေးတော့ပိုတော့ကိတ်သွားတယ်ပေါ့နော်ဒါပေမဲ့ရွေးချယ်စရာတွေတော့များလာတယ်ဈေးပိုတက်တာတဲ့9050ဘာစင်လေးထုတ်ပြီးရင်ဘယ်လောက်ကောင်းမလဲဆိုပြီးတော့ကျွန်တော်တွေးမိတယ်ပေါ့နော် maybe သိန်း80ဝင်းကျင်လောက်မှာစပြီးတော့ရမယ်ဆိုရင်သုံးပြော်ရေလို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီကောင်က run 16k မဟုတ်တော့ဘဲနဲ့ 32k ပါလာတဲ့ run 16k နဲ့ထည့်ပေးလို့ရှိရင်လည်းတချို့ကလည်းမလောက်တဲ့သူတွေရှိရပြ။နေတော့ဆိုလဲ run 16ပါတဲ့ RTH 460ဘာချင်းကိုပဲယူလိုက်ကြတာများတယ်ပေါ့နော်။450မှာက run က16ပဲရတယ်။အဲ့လိုမျိုးသူက limit ကြီးနဲ့လာထားတာဖြစ်တဲ့အတွက်음950ဘာချင်းထုတ်ပေးရင်လည်း run 16ကြီးနဲ့ဆိုအဆင်ပြေမှာမဟုတ်ဘူးဆိုတော့ဒါတော့ရလဲမဆိုးတော့မဆိုးပါဘူး။ Okay အဲ့တော့ သိန်း80ဝန်းကျင်နဲ့တို့ Suffrage 40လေးကတော့ Embossing ကတော့ဒီလောက်နဲ့ပဲအဆုံးတက်လိုက်မယ်ပေါ့နော်တခြားသောအသိဉာဏ်တွေရှိရင်လည်းမေးလို့ရသလိုကျွန်တော်လော်ရော့ဆဲကိုရီးယား base ပေါ့နော်ကိုရီးယားနိုင်ငံအခြေစိုက်ဖြစ်ပြီးတော့ဂျပန်လည်းပို့ပြီးရယ်ကိုရီးယားနိုင်ငံတွေ၃ရက်နဲ့ရတယ်ဂျပန်ထိုင်းအကုန်လုံးကတပတ်အတွင်း ရောက်အောင်လို့ကျွန်တော် delivery post ဆောင်ပြီးတော့ပြီးနေပါတယ်အဲ့တော့ကျွန်တော်ရဲ့ဝင်ဆောင်မှုနဲ့ margin နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ PK developer checkbox မှာအသေးသေးလိုက်အောင်စုံစမ်းမေးမြန်းပြီးတော့ဝယ်ယူလို့ရပါတယ် beginner ရဲ့အတွက်ဆိုလို့ရှိရင်လည်းပဲကိုယ်နဲ့တင်တော်တဲ့ laptop wheelchair ဝယ်ယူလို့အဆင်ပြေတဲ့အထိကျွန်တော် consulting service လုပ်ပေးပြီးတော့မှအသေးစိတ် wheelchair ဝယ်ယူပေးနိုင်မှုလို့စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော် PK developer checkbox မှာလာပြီးတော့မေးလို့ရပါတယ်ကြည့်ပြီးတော့ဒီကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျဒီနေ့ပြီးတော့ထလောက်ပါတယ် okay